အကာသထဲကိုဝစ်စုံမပါပဲရောက်သွားရင်လူကဖောင်းကားလာမှဖြစ်ပြီးတော့ဥစီပေါင်းလိုတကယ်ဖြစ်သွားမှခန္ဓာကိုယ်ထဲကရေဓာတ်ဟာအကာသထဲမှဆိုရင် gas အငွေ့အဖြစ်ကိုပြောင်းလဲသွားမှကြောင့်ဖြစ်တယ်။ရေနဲ့လေဟာနယ်အခန်းထဲမှာလက်တွေ့စမ်းသပ်ကြည့်မယ်ဆိုရင်အပူပေးတာမဟုတ်ပဲ H2O ဖြစ်တဲ့ရေကသူ့လိုလိုဥစီပေါင်းတွေအရင်တက်လာတာအဲ့ဒါကဓာတ်ပြိုကွဲနေတာဖြစ်ပြီးနောက်ဆုံးမှ hydrogen နဲ့ oxygen gas အငွေ့ကိုပြောင်းလဲသွားတော့မှလူကိုယ်တိုင်းနဲ့အကာသထဲမှစမ်းသပ်ကြည့်လိုက်တော့အရင်ဆုံးဗဇက်ထဲ ကဇတွေးတွေဟာစူပွက်လာတာကိုခံစားလိုက်ရတဲ့အတက်ကိုကြိုအောင်ထားပြီးမယ်မရတော့ပဲလီကသူ့လိုလိုအပြင်ကိုထွက်သွားတော့တာပြီးရင်ချစ်ချင်းကိုတတိလက်သွားတာကြောင့်သူ့ကိုအ мян ကဲထုတ်လိုက်ရတာလီအပြင်ကိုထွက်သွားရတာကခန္ဓာကိုယ်ကဖောင်းကားလာတဲ့အခိုက်မှာအဆုပ်ကိုဖိညှက်လိုက်သလိုဖြစ်သွားတာကြောင့်ပါဒါကြောင့်အာကာသအထဲမှာအတက်အောင်ထားလို့မရသလိုအတက်ကိုပြန်ရှူတွင်းလို့လည်းမရပါဘူးအเจ้าကအဆုပ်ထဲမှာနေရာလွတ်မရှိတော့ပါဘူးလဘော်ကိုသွားမယ်ဆိုရင်သူ့မှာလီထုမရှိတာ ရာကြောင့်လူကဖောင်းပွားလာမှဖြစ်တယ်လို့တချိန်တည်းမှာအီခဲမှုကြောင့်ရေခဲသုံးလို့ဖြစ်သွားမှာအเจ้าကနေရောင်ခြည်ကြောက်လာတဲ့အခါနေပူရှင်ကိုထိမ့်သိမ့်တူလောင်ထားပြီးမဲ့လေထုမရှိတာကြောင့်လပေါ်မှာကောအာကာသထဲမှာပါရေခဲမှအောက် -200 ဒီဂရီအထိအီခဲလွန်းနေတာပါ